သူများတွေမွေးနေ့ကိတ်တွေခွဲနေတဲ့အချိန်မှာကျွန်တော်ဒီမမိုးမိုးခိုင်ရဲ့မွေးနေ့လက်ဆောင်ပေါ့မမိုးမိုးခိုင်ရဲ့မွေးနေ့လက်ဆောင်လေးရလိုက်တာပျော်တယ်ဖြစ်ကံဘဝနဲ့အမုန်းခံလူသားတက်တော့အကောင့်ပိုင်ရှင်ကိုစော်ဖုံဟိန်ဒီကျမအာဂုံတိတ်ခါကိုထိခိုက်စေတယ်ချင်းချောက်တယ်နော် ကျမရဲ့ဓပုံတွေကိုကျမရဲ့ဓပုံတွေကိုပြပြီးတော့ကျမရဲ့ဂုံတိတ်ခါကိုထိခိုက်စေတဲ့အပြုမှုအပြောဆိုတွေကျမကိုမယိုင်းဆဲဆို့စွာနဲ့ပြုလုပ်ခဲ့သည့်အတွက်ကြောင့်နော်ဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးကနေဒီကနေ့8ရက်9လ2025နော်တောင်တကုံမြို့နယ်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်မြို့မရက်စခန်းမှာပပနံပါတ်358မြင်းဆောင်2025ဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးဖြင့် ကျမတရားဝင်ဥရိနှင့်အညီတရားစွဲဆိုမှုပြုခဲ့ပြီးပါပြီเนาะပနံပါတ်35ရှိမြင်းဆောင်2025ဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးနဲ့ဥပဒေနှင့်အညီတရားစွဲဆိုခဲ့အမှုဖွင့်ပြီးပါပြီရှင်เนาะအဲကျွန်တော်ကိုတရားစွဲတယ်ဆိုတဲ့ကိစ္စကတော့အဲ့ဒီမိုးမိုးခိုင်ရတရားစွဲတယ်ဆိုတာကတော့တက်လာတာပေါ့เนาะဒါသူတရားစွဲလာတဲ့အတွက်သူ့နာမည်ကိုတော့ကျွန်တော်ကထည့်ပြောလို့ရပြီပေါ့เนาะ တောင်တကုံမှာတဲ့တရားဆွဲတယ်တဲ့အဲ့တော့ကျွန်တော်ကတောင်တကုံရေစခန်းမှာအမှုစစ်နော်ဒီအမှုကိုကင်မဲ့ဘောနော်အမှုစစ်နဲ့တောင်တကုံရေစခန်းရေစခန်းမူကြီးတို့ရဲ့ဖုံးကိုကျွန်တော်စောင့်နေတာပါကုဇော်ဘုံရင်ရေမမှုမှုကန်ဆိုတဲ့အမျိုးသမီးကကုဇော်ဘုံရင်ကို66ကကြီးနဲ့တရားဆွဲထားတယ်အဲ့တော့ကုဇော်ဘုံရင်အနေနဲ့တောင်တကုံရေစခန်းကို စစ်စည်းစရာရှိလို့ လူကိုယ်တိုင်လာရောက်ဖို့ကျွန်တော်တို့ကဖုံးဆက်တာပါဆိုတဲ့နေ့မှာကျွန်တော်တောင်းတကုံရေးစကန်းကိုရောက်အောင်လာခဲ့ပါမယ်ကျွန်တော်ကားနဲ့ကျွန်တော်လာမှာပါเนาะကျွန်တော်ကားနဲ့ကျွန်တော်လာမှာဖမ်းစရာမလိုဘူးဟိုဖမ်းရလောက်အောင်လို့66ကကြီးဆိုတာအဲ့လိုမျိုးအမှုမဟုတ်ဘူးပေါ့နော်အဲ့တော့ဖုံးဆက်လိုက်ပါအဲ့ဒီကျွန်တော်ရဲ့အမှုကိုလက်ခံတဲ့လက်ခံပြီးတော့အမှုဖွင့်ပေးတဲ့အမှုစစ်အရာရှိနဲ့စကမ်းမှုတို့က ြို့နယ်မှုတို့ကခရိုင်မှုတို့ကဖုံးဆက်လာပါလိမ့်မယ်နော်အဲ့ဒီနေ့ကိုကျွန်တော်စောင့်နေပါတယ်အမှုခွင့်တဲ့လူကတော့သူကဖွင့်ပြီးသွားပြီလေဖွင့်တော့ဖွင့်ပြီးသွားဆိုအဲ့တောင်တကုံရေစခန်းကနေဖုံးတခါလေကျွန်တော်ပြောမယ်နော်ကျွန်တော်6808 4လုံးနှစ်083 53လုံး3ညာ9 3ညာအဲ့ဒီမှာအမှုစစ်မဲ့ရဲရာရှိနေစခန်းမှုတို့ကျွန်တော်ဒီဖုံးနေပေးရမှာဖြစ်တယ် အဲ့တော့အခုကျွန်တော် live လွှင့်နေတဲ့ဖုန်းကိုပဲပေးမှာပါကျွန်တော် live youtube တွေ live လွှင့်နေတဲ့ဒီဖုန်းကိုပဲပေးမှာပါဒီဖုန်းပဲဒီဖုန်းက CID ကိုရောက်မှာပါ CID ကိုရောက်မှာအဲ့တော့ကျွန်တော်ကဖမ်းမှာနေစုတောင်းနေတာဗျဒါမဲ့ကျွန်တော်ကဖမ်းမှာတော့မဟုတ်ဘူးဒီကျွန်တော်ညီကောင်မောင်နှမတွေစိုးရိမ်နေတာက60ကြောက်ကာကြီးဆိုတာကကျွန်တော်အရင်ရဲစခန်းခေါ်မယ်အမှရဲစခန်းမှာကျွန်တော်ကိုစစ်ဆေးမယ်မေးမြန်းမယ်ကျွန်တော်ရဲ့ဖုန်းတစ်လုံးကိုသူတို့ တင်းလိုက်ပဲအဲအဲ့လိုမျိုးပေါ့နော်ကျွန်တော်တိထားတာကတော့အဲအဲ့လိုပဲကျွန်တော်ဥပဒေကြောင့်နားမလဲဘူးလေနော်အဲ့တော့ဒါကိုယ်တော်ဘုန်းကြီးဂျူဂျူလိုက်လွင့်နေဖုံးလားဟုတ်ပါတယ်ခင်ဗျာတေတော်လိုက်လွင့်နေဖုံးလားဟုတ်ပါတယ်ခင်ဗျာကျွန်တော်ဒီဘုန်းဝါဒ16သိန်းနဲ့2000ပြည့်ရတဲ့ဖုံးပေါင်းချပါထည့်ပေးမှာရဲတွေနော်ကျွန်တော်ဒီဘုန်းနဲ့ပဲလိုက်လွင့်နေဒီဘုန်းထဲမှာတော့ကျွန်တော်စင်ကတ်ကမထည့်တာဘူးဘာလို့လဲဆိုတော့ကျွန်တော်က င်ကက်ကစင်ကက်တော့ရှိတယ်အဲစင်ကက်ကကျတော့ကျွန်တော်ကဘယ်သူမှမပေးတယ်စင်ကက်ကျွန်တော်ရဲ့ဒီမိသားစုပဲဟိုပေါ့နော်ကျွန်တော်ရဲ့ယောက်ဖရဲ့ခင်မရဲ့ကျွန်တော်သားလေးသမီးလေးတွေကိုပဲပေးထားတာဒီကမိသားစုဖုံးဖြစ်တယ်အကုန်ထည့်ပေးပါအဲ့မှာ CID ရဆစ်လိမ့်မယ်အဲ့မှာဆစ်လိမ့်မယ်အကူတော်ဝင်းကဘာလဲဆိုတော့ CID မှာတွေးလိမ့်မယ်အမားတို့အကိုတို့ညီလေးတို့ညီမလေးတို့ကျွန်တော်အတွက်ဘာမှမပူနဲ့ကျွန်တော်ဒီ ယူရှင်ချင်းဖြောင်းဖြောင်းမမတ်နေရလူတယောက်ဖြစ်တဲ့အတွက်တရားဆွဲတဲ့လူကလည်းအဲသူ့ကိုအဲဆဲဆူလူလူဘာလို့လူတော့အဲ့လိုမျိုးတော့ပြောတာပဲ66ကကြီးဆိုတာကတော့မသိဘူးပြကျွန်တော်နားမလဲသူကဆွဲပြီးသွားပြီပေါ့ဆွဲပြီးသွားတဲ့အတွက်ဖြည့်ရှင်းရမှာကျွန်တော်လေကျွန်တော်ကဗျာဒီဒီတရားဆွဲတဲ့အမှုလောက်ကိုကျွန်တော်မကြော်ဖြတ်နိုင်အလကားကောင်ဖြစ်သွားမှာပေါ့ဟုတ်တယ်မလားအဲ့တော့ကျွန်တော်ဒီဘုံအဲ့ရမှာဖြစ်တယ် ဒါပေမဲ့ကျွန်တော်အမြဲတမ်းပြောတယ်တနေ့နေ့တစ်ချိန်ချိန်မှာကျွန်တော်တို့ကဓာရီကိုရင်ဆိုင်လာရမယ်ဖြည့်ရှင်းလာရမယ်ဆိုတာကျွန်တော်သိတယ်အဲ့တော့ကျွန်တော်မှနောက်တစ်ဖုံပုံမလေးလေးပြောမယ်ကျွန်တော်ဓာတ်ပုံလေးလည်းတကူးမှမဖြတ်ဘူးမဖြတ်ဘူးမဖြတ်ဘူးအဲ့မှာကျွန်တော် CID ကိုအပ်တဲ့အချိန်ရဲဟုတ်အပ်တဲ့အချိန် CID ကိုစစ်တဲ့အချိန်ကျရင်စော်ဘုံးဆိုတဲ့ကောင်ကတိုင်းပြည် အတွက်ဒီကောင်ဘာတွေလှုပ်ခဲ့လဲဆိုတာကို CID သိလိမ့်မယ်အဲ့ဒီရဲဌာနကနေ CID ကိုသွားမှဒီဖုန်းတွေကအဲ့တော့သူ့ကိုဆဲတယ်ဆိုတာကျွန်တော်ကသူ့နာမည်တက်ပြီးတခေါင်းမှမဆဲခဲ့ဘူးနော်မဆဲခဲ့တဲ့အတွက်ဂျာမဲကျွန်တော်တခုတော့ရှိတာပေါ့ဒီများတွေကလာပြီးတော့မှဟိုအောက်မှာလာရေးလာရေးတယ်လေအဲ့ဟိုအဲ့အဲ့ဒီဥစ္စာတွေလည်းမဖြတ်ဘူးနော် post တွေတခုမှမဖြတ်ဘူးဒီဒီ YouTube ဥစ္စာတွေတခုမှမဖြတ်ဘူးအဲ့မှာကြည့်လိုက်ကျွန်တော်ရဲ့ map နေမှာ မိုးမိုးကိုင်နာမည်နဲ့မိုးမိုးကိုင်ကမင်းတို့တရားဆိုတော့မှာပဲမိုးမိုးကိုင်ကဘယ်ရောက်ဖာတယ်မှာလဲလို့တော့ကျွန်တော်တော့ပြောရရှိတယ်ကျွန်တော်ကမသိတာကျွန်တော်ကသိမှမသိတာမင်းတို့ဥမာတကူမိုးမိုးကိုင်ကတရားဆိုတော့မှာပေါ့လာမန့်နဲ့မန့်နေရှိတယ်အမေတို့မိုးမိုးကိုင်ကဘာဖြစ်နေလဲအဲကျွန်တော်မိုးမိုးကိုင်ကဘယ်ရောက်ဖာတယ်မှာလဲလို့ပြောတော့အဲ့ဒါက66ကကြီးအကျုံးမဝင်ဘူးနော်အဲ့တကူပဲရှိတယ်အဲ့တကူလောက်ပဲရှိလိမ့်မယ်ကျွန်တော်ရဲ့ post တွေကိုနော်အကုန်လုံး YouTube ကိုကျွန်တော်ကျွန်တော်က ယောက်ျားလုံရင်ခံရတဲ့ကောင်အသက်တော်တည်ခံရတဲ့ကောင်ဆိုတော့ဒီလောက်ကတော့မမှုဘူးအဲ့တော့တိတ်ပြဒနာမရှိဘူးဒါပေမဲ့ကျွန်တော်စိတ်ကောင်းတာတခုကကျွန်တော်ဝင်းရတဲ့လူကများနေတာဒီနေ့မိုးမိုးခိုင်ကသူ့ရဲ့ public area မှာပေါ့နော်သူကျွန်တော်ကိုနာမည်တမပြောဘဲနဲ့အောက်တန်းစားထမိန်ချုံအလူခံမနေ့တနေ့ကပေါ်လာရဆိုသူပြောထားတဲ့မှတ်နေတဲ့သူကလည်းသူမဖြတ်သေးဘူးကြိုက်တယ် အဲ့ဒီတတိကိုကြိုက်တာလူဆိုတာကကိုပြောတာကိုကိုကတောင်းယူရတဲ့တောင်းခံယူမှုရှိရမယ်ဒါပေမဲ့ဒီနေ့မင်းသားကြီးကတော့ကျွန်တော်ရဲ့ဖြညက်ကက်နော်ဖြညက်ကက်ကလေးနော်အိုးဥစ္စာလေးကိုတော့သူ့ပို့စမှာသူပြန်ဖြတ်သွားတယ်ယောက်ျားပိသားပါပြီလေဆရာကြီးရဲ့နော်ကျွန်တော်အမအာကာကွယ်ဦးစိုးစိုးပါရကျွန်တော်က PDF တွေကိုဆဲတယ်မနေ့ကတော့ ဟိုမင်းလောင်လည်းမင်းသားကြီးကအကောင့်อ่ะပေါ့เนาะတင်သွားတယ်ကျွန်တော်ရဲ့အကောင့်ကိုကျွန်တော်ရဲ့ post ကိုပေါ့ဟို Facebook မှာလာကျွန်တော် YouTube မှာ live လုပ်ကျွန်တော် YouTube တွေကတခုမှမပြတ်တဲ့အတွက် YouTube ကမပြတ်ဘူးသူကအဲပစိုးလန်ပြားတဲ့ပုံလို့အဲအဲတ냐ကျွန်တော်ကဟိုဆဲထားတဲ့ဥစ္စာတွေကကျွန်တော် PDF တို့ဆဲတယ်ကျွန်တော်လာဆဲလို့ဆဲတယ်အဲ့ဒါဟိုနိုင်ငံတော်အကြီးအကဲတွေကိုဆဲတဲ့ပုံစံနဲ့ပုံစံမျိုးနဲ့ reaction လုပ်ထားတဲ့ goal share လေးတို့ပုံတွေပါတယ် ပြီးရင်ဟိုဘက်ကရီဗျရှင်လောက်ထားတယ်ဒီကောင်လေးကဖျက်သီးဖြစ်ဖို့များတယ်ဗျကျွန်တော်တရားဆွဲပြီဆိုတဲ့ဟိုကဒီတစ်ဖက်ပေါ့နော်ဒီအဲအဓိကဖြစ်တာတော့ဒီမင်းသားကြီးပေါ့မင်းသူကိုသူမင်းသားကြီးလို့နာမည်ပေါ့သူနာမည်အောင်ဆန်းဦးပေါ့နော်ဒီကောင်ကယောက်ျားချင်းမနိုင်တဲ့အချိန်ကြတော့တော့မိန်းမတယောက်ကိုသူကဟိုကတုံးလိုက်တယ်အဲ့ဒီမိန်းမကလည်းဘယ်သူလဲဒီမုံမိုးကိုင်ဆိုတာလဲဘယ်လိုလဲဆိုတာလဲဒါအမျိုးသားကြီးလောကထဲမှာရော တိုင်းပြည်နိုင်ငံလူမျိုးတွေမှာရောသူတို့သိကြတယ်ဒါဒီနေ့မို့လို့ကျွန်တော်နာမည်တက်ပြောတာပါเนาะကျွန်တော်ရဲ့ကျွန်တော်ကိုချစ်တဲ့လူတွေစိုးရင်နေမှာဆိုလို့အဲ့တော့ဟိုပြောချင်တာအဲ့မင်းသားရနေပြီးတော့မှကျွန်တော်အရင်စတိုက်ခိုက်လာတာအတိုက်ခိုက်လာရင်ねအကျွန်တော် PDF RP တို့ကျွန်တော်ဒီမှာ MD1 PDF တို့ဘာလို့ညာတော့ကနေပြီးတော့မှဒီမိုးမိုးခိုင်ဆိုတဲ့အမျိုးသမီးကိုသူကတဲပြီးတော့မှအခုတရားစွဲခိုင်းတာ အဲဆွဲခိုင်းတာပြဿနာမရှိပါဘူးเนาะ66ရောက်ကကြီးပဲလေเนาะအဲ့တော့ကျတော့ကျွန်တော်ကလည်းအဲ့တောင်တကုံကရဲစခန်းရဲတွေပေါ့เนาะဟိုဒီတက်ဆိုင်ရာရဲတွေပေါ့ရဲတွေကျွန်တော်ကျွန်တော်ရဲ့အမှုကိုဂိုင်မဲ့အမှုစစ်တွေရဲစခန်းမှုတွေဖုံးဆက်လာမဲ့အချိန်လေးကိုကျွန်တော်ဖုံးစိမ့်မဂိုင်တဲ့ဘူးတကယ်လို့တောင်တကုံရဲစခန်းနဲ့အမှုစစ်တွေကနေပြီးတော့မှကျွန်တော်ကိုတိုက်ရိုက်ဖုံးဆက်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တကယ်လို့ဖုံးမဂိုင်ဖြစ်ခဲ့ရင်ကျွန်တော်မက်ဆေ့လေးတစ်ချက်တော့ပို့ပေးပါခင်ဗျာ ကျွန်တော်ဥပဒေကိုလိုက်နာသောအဖြစ်ကျွန်တော်ကိုယ်တိုင်ပြန်ဆက်ပြီးတော့မှကျွန်တော်ကကိုယ်ပိုင်ကားရှိတဲ့အတွက်ကျွန်တော်ချက်ချင်းရောက်အောင်လာခဲ့ပါမယ်ရန်ကုန်နဲ့ပြည်ဦးလေးကကျွန်တော်တို့မောင်းရရင်ဆယ်နာရီပေါ့နော်မောင်းရအဲဆယ်နာရီအတွင်းလေးတော့ကျွန်တော်ဆောင်ပေးပါနော်ကျွန်တော်ရောက်အောင်လာခဲ့ပါမယ်ကျွန်တော်အဲ့အတော့ခရီးပေးပါတယ်နော်ခရီးပေးပါတယ်အဲ့တော့ဟိုကျွန်တော်ရဲ့ညီကိုမောင်နှမတွေအားလုံးကျွန်တော်ပြောတယ်အဲ့တော့မမုတ်ကိုင်းဆိုတာလည်းသူကကြာတာပြေးသမီးဖြစ်မှာပေါ့ကျွန်တော်လည်းကြာတာပြေးသားပဲเนาะကျွန်တော်ကကြာတာပြေးသား เนาะအဲ့တော့ပြောတယ်ပြောပြောတာပေါ့ပြောတာပေါ့အချစ်ရယ်ပေါ့အဲ့တော့မင်းသားကြီးကိုမင်းလောက်အောင်ကတော့သူ့ post မှာတင်တယ်ဒီကောင်ကယောက်ျားမဆန်ဘူးဗျအဲ့တင်တဲ့ post ကိုပြန်ဖြတ်တယ်ပြန်ဖြတ်တယ်အဲ့သူ့ဟို66ဟိုဘာတို့ညာတို့ ਨੇ အဲ့အဲ့ post ရှိလာအဲ့သူတင်တဲ့ post ကိုသူပြန်ဖြတ်သွားတယ်သူတို့ကအုံနောက်ငိမ့်နေပါမှုကဘာသွားဖြစ်လဲဆိုတော့သူတို့က တိုင်းပြည်ကိုချစ်တယ်နိုင်ငံကိုချစ်တယ်လို့တော့ပြောတယ်ဟုတ်တယ်ချစ်ခွင့်အားလုံးရှိပါတယ်တိုင်းပြည်နိုင်ငံနဲ့လူမျိုးကိုအဘကကြုံကြီးရောတက်မတော်သားတွေရောအခြေခံစစ်တီမိသားစုတွေကိုသူတို့ချစ်ခွင့်ရှိပါတယ်ချစ်လို့ရပါတယ်ဒါပေမဲ့တခုတော့ရှိတယ်နော်နိုင်ငံတော်ကိုချစ်တဲ့တိုင်းပြည်ကိုချစ်တဲ့လူမျိုးကိုချစ်တယ်ဆိုပြီးတော့မှတိုင်းပြည်ကိုချစ်တဲ့ဆိုပြီးတော့မှဖားချင်းဖားချင်မကြံဘူးတော့လိုတာပေါ့ဗျာယောက်ျားပဲကိုတင်တဲ့ post ဘာလို့ဖြတ်ရမှာဘာလို့ဖြတ်လိုက်တာအဲ့မှာတော့ညှိတာပေါ့နော်ပြီးတော့ကျွန်တော် အဲပြောထားတဲ့တခြားအကြောင်းအရာတွေလည်းရှိတာပေါ့နော်ဒီမိုးဖို့ခိုင်ဆိုတဲ့အမျိုးသမီးကလည်းအသက်44နှစ်ဆိုတော့သူကျွန်တော်တက်ငယ်မှာပေါ့နော်ဒါသူကျွန်တော်ကိုပြောလို့လားကျွန်တော်နာမည်တက်ပြောတာပါနော်နာမည်တက်ပြောတာသူနာမည်ကျွန်တော်တက်မပြောခဲ့ဘူး तू ဘယ်ဆန်ရှင်နဲ့ယူမလဲတော့မသိဘူးကျွန်တော်ကကျွန်တော်ရဲ့ဖေးသတိကျွန်တော်ရဲ့ကျွန်တော်ဝင်းရအားပေးတဲ့လူတွေကိုပြောချင်တာ66ကာကြီးဆိုတာကအဆန်ရှင်တင်ရတာအပေါ့သူတို့အမှုဖွင့်လိုက်တယ်တင်လိုက်တယ် တင်ပြီးတော့မှဒီဥစ္စာကိုကြာလာမှကျွန်တော်တို့ကတရားရုံးမှာရင်ဆိုင်ရမှာเนาะအဲ့တော့အရင်စိတ်မပူနဲ့เนาะအရင်စိတ်မပူနဲ့ဇော်ဘုံရင်ကတောင်တကုံကိုသွားပြီးဆိုရင်လိုက်လွင်ပြီးတော့ပြောမှာတောင်တကုံမှာဖြစ်နေတဲ့ဖြစ်တည်မှုတွေအားလုံးကအဲ့ဒါဇော်ဘုံရင်ကိုဝင်းရတဲ့လူတွေအများကြီးရောက်လာလိမ့်မယ်အဲ့မှာเนาะဇော်ဘုံရင်ပြည့်စုံတဲ့စုမယ်ဇော်ဘုံရင်အမှန်တရားကိုကြိုင်းနစ်တဲ့လူတွေအဲ့ဒီတောင်တကုံတရားရုံးမှာစုမယ်เนาะအဲ့တော့ ြဿနာမရှိပါဘူးเนาะသူပါသူဘာနဲ့ပဲဖွင့်မစိုးရိမ်မှုကျွန်တော်ပြောချင်ပါတယ်ကျွန်တော်အတွက်လည်းပူပန်တော့ကားတွေမဖြစ်ပါသေးနဲ့ကျွန်တော်ကဒီနေ့ကကျွန်တော်အသက်45နှစ်ပြည့်မွေးတွေပါကျွန်တော်ကဆင်းရဲတဲ့မိသားစုကနေပေါက်ဖွားခဲ့တာပါကျွန်တော်အဖေကတက်မတော်ကအရာခံဖို့အငိမ့်စားနဲ့ဟိုဟာတပ်ပြည့်ပြင်စင်နဲ့ယူသွားတာပါအဲ့အတွက်ကျွန်တော်ဒီငငယ်တွေကမွေးနေ့ဆိုတာဘာမှမသိခဲ့ပါဘူးသူများတွေမွေးနေ့လို့ရင်ကျွန်တော်တို့စစ်သားသားသမီးကငေးကြည့်ခဲ့ရတာပါသူများတွေမွေးနေ့ကိတ်တွေ ခွဲနေတဲ့အချိန်မှာကျွန်တော်ဒီမွေးနေ့ကိတ်ဆိုတာကိုစားခြင်းပေးမယ်လေကျွန်တော်မစားခဲ့ရတဲ့အဲဘောနော်မွေးနေ့ရှင်နေရဲ့မစားခဲ့ရတဲ့အားကျွန်တော်ရှိပါတယ်အဲ့တော့ကျွန်တော်ကဘာကိုရက်တည်လဲဆိုတော့ငါတို့တမ်းမတော်သားအခြေခံစစ်သည်မိသားစုတွေကဘောနော်မိသားစုတွေကကျွန်တော်ပေါက်ဖွားခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်ဒီမွေးနေ့ဆိုတာကိုကျွန်တော်ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ငငယ်တည်းက မွေးနေ့ဆိုတာကိုကျွန်တော်မြင်ခဲ့တယ်အချို့ချို့သောလူတွေကပတ်စံရှိတဲ့အဲဒါသမီးတွေကျွန်တော်တို့တက်မတော်တိုင်းဝိုင်းမှာလည်းအကြီးကြီးရဲ့မိသားစုတွေမွေးနေ့တွေပါလေလောက်တာကြီးကျွန်တော်တို့တွေ့ဘူးတယ်အတွေ့ဘူးတဲ့အတွက်အဲသူတို့မွေးနေ့လောက်တာကိုကျွန်တော်တို့ကြည်ပြီးပျော်တယ်ဒါမဲ့သူတို့မွေးနေ့ကိတ်ကလေးတခုကိုကျွန်တော်စားခြင်းပေးမယ်လေစားခဲ့ခြင်းမှာစားခဲ့ရတယ်အဲ့တော့ကျွန်တော်ကကျွန်တော်ရဲ့ခံယူချက်ကငါပတ်စံဘလောက်ပဲရှိရှိငါဘလောက်ပဲလုံနိုင်လုံနိုင်ကျွန်တော် မွေးနေ့ကိတ်လည်းမခွဲဘူးမွေးနေ့လည်းကျွန်တော်မလုပ်ဒါကျွန်တော်ခံယူချက်ကိုပြောပြတာပါဗျဟုတ်တော့တမျိုးထင်နေမှာကြောက်လို့အခုကျွန်တော်ဒီနေ့အမတယောက်ကကျွန်တော်ပို့ပေးလိုက်တယ်မွေးနေ့ကိတ်ကလေးပေါ့နော်မွေးနေ့ကိတ်ကလေးနဲ့ Rally Bay ဘလင်းလေးနဲ့ဒါကျွန်တော်ကျွန်တော်မရှိတဲ့တူကကျွန်တော်တငယ်ချင်းကလက်ခံယူထားတယ်နောက်တစ်ခုဟိုမန္တလေးဘက်ကနေကျွန်တော်အဝိစာတစုံပို့ပေးတယ်ရွှေမန်းမီကားကိတ်မာနဲ့ထဲမှာပို့ပေးတယ်ကျွန်တော်သွားမယူရပါဘူးကျွန်တော်အလုံးမအားလို့ပါ နော်အဲမွေးနေ့ကိတ်ကလည်းရေခဲတက်တာထဲမှာတငယ်ချင်းလမ်းပြီးတော့သူတိမ့်ပြီးထားတယ်တဲ့တိမ့်ပြီးထားရဲဆိုတော့ကျွန်တော်ဘာမှမလုပ်နိုင်ဘူးကျွန်တော်အလုပ်နိုင်တာကကျွန်တော်အဖေမျိုးကျွန်တော်အဝေးကနေလန့်ကြတော့တယ်မာတာပိတုကူတော့အနန္တောအပြောကျေစွာတန်နေရဝဲမာတာပိတမိနေဖါတို့ရေကြီးကာလလတေဥစားကချိုးချင်းပူဆက်ရှင်းရှင်းပြတ်အောင်မပြတ်ယူဟာမိဘတို့မှာစိုးရင်စွာဖြင့်အစာစိမ်အေးနှုတ်ချုပ်ပြီးမွေးသီးမိခင်ကျွေးဖရှင်ကိုအရန်ဖျားတပိတော်ဒီဝနာမိ ဂုံတော်ကြီးသူစိတ်မှကြည်နူးလျက်ရှင်ဘုဒ္ဓရာရှ िख ိုးပါ၏တဲ့နော်ကျွန်တော်ရဲ့အမေကျွန်တော်ကိုလာလေဆလာမွေးတဲ့အတွက်တက်ရှိတင်စားရှိတယ်အဖေလည်းရှိတယ်အဲ့တော့အဖေတို့အမေတို့လိုအပ်တဲ့နေရာမှာအသုံးပြုလို့ရအောင်ဆိုတော့ငွေကြေးလေးတော့ကျွန်တော်ကတော့လိုက်တယ်ဒါပါပဲကျွန်တော်မွေးနေရတာနဲ့ပြီးသွားကျွန်တော်ကြည့်လေကျွန်တော်ဝတ်ထားတာတာမှန်ပဲနော်ကျွန်တော်ဒီဖရားလည်းမသွားဘူးဘာမှလည်းမလုပ်ဘူးကျွန်တော်သွားတာကရှည်တန်းစစ်မြေပြင်တနေရာကိုသွားတယ်ကျွန်တော်သွားလူခဲ့ညနာဘသူမှဘာမှကျွန်တော်မပြောလို့ ဘယ်မှာပဲသွားလူလူလူမလူလူကျွန်တော်မပြောလို့ကျွန်တော်ဒီတံတော်သားတွေရဲ့အခုဒီနေ့အဒီမုံမိုးခိုင်ဆိုတာကသူကတော့ post ခုတင်တာပေါ့နော်သူ့ရဲ့မန်အောင်ကိုသွားကြည့်ရင်သူတည်တင်တယ်ပေါ့နော်သူတည်တင်တယ်သူကဖွင့်ပြီးသွားပြီလေကျွန်တော်သူဖွင့်ပြီးသွားတဲ့အတွက်သူမန်အောင်မှာဘဒူတွေကပါပြောနေလဲဆိုတာတော့သူတည်တင်တာပေါ့နော်သူများမပြောက်ပေးတိုင်းလုတ်တဲ့အလုပ်တွေကမကောင်းဘူးပေါ့ဗျာသူတော်မှလုတ်ရဲသေးတာပဲကျွန်တော်ကဘာလို့ မဖြစ်ရှင်းစရာအကြောင်းရှိတယ်။မိမတယောက်က နေပြီးတော့မှအမှုဖွင့်တာကိုယောက်ျားတယောက်က မဖြစ်ရှင်းရဘူးဆိုရင်ဇောဘုံကြီးတမိုင်းတို့ရိုင်းသွားမှာပေါ့ဗျာ။နော်။ဒီနေ့ဟာတကယ်တမ်းကျတော့ကျွန်တော်ပျော်ရွှင်နေရမယ့်နေ့လေးပေါ့။ကျွန်တော်ရဲ့ညီကောင်တော်ရဲ့အားလုံးနဲ့ဒါပေမဲ့ကျွန်တော်ကအဲ့ဒီကျွန်တော်ရဲ့ပျော်ရွှင်မှုတွေအားလုံးဥပိ္ပခပြုပြီးတော့မှကျွန်တော်ကအလူတစ်ခုသွားလှုပ်လိုက်တယ်။လှုပ်လိုက်တယ်ဒါကမွေးနေ့မို့လို့ကျွန်တော်ရဲ့ပါစင်နဲ့တစ်ခုဖြစ်တော့ကျွန်တော်ရဲ့ဥစ္စာနဲ့လူတာမို့လို့ ကျွန်တော်ကလိုင်းပေါ်မှာချမပြဘူးအဲဟိုအများလူတဲ့အလူဆိုရင်တော့ကျွန်တော်ချပြတယ်နောက်တစ်ခုကကျွန်တော်ကအလူမခံဘူးเนาะအလူမခံဘူးကျွန်တော်အလူခံတဲ့ post ခုတွေ့ရင်ကျွန်တော်ချက်ချင်းတရားဆွဲသွားပါထက်ဆွဲပါเนาะအလူခံနဲ့ပတ်စံနဲ့ကျွန်တော်ကသုံးဖြုံစားတောင်းနေရဆိုရင်ကျွန်တော်ကအလူခံနေဆိုရင် အလူခံတဲ့ post တခုတွေ့ရင်ထက်ဆွဲနောက်မှုထက်တိုးเนาะနောက်မှုထက်တိုးအဲ့တော့ကျွန်တော်ပြောချင်တာက တောင်တကုန်ရဲစခန်းကကျွန်တော်ရဲ့အမှုကိုဂိုင်နဲ့ဒူရဲအုပ်ပဲဖြစ်ဖြစ်ရဲအုပ်ပဲဖြစ်ဖြစ်ပေါ့နော်နော်ကျွန်တော်အမြန်ဆုံးပဲဖုံးဆက်ပြီးတော့မှကိုစောဝန်းရင်ရေမမှုမှုခံရတော့အကိုကိုတရားဆွဲဆိုထားတယ်66ကကြီးနဲ့အမြန်ဆုံးဆက်သွယ်လာပါမဟုတ်ရင်လည်းစခန်းမူကြီးတို့အဆဆက်သွယ်လာပေးပါကျွန်တော်အရောက်လာခဲ့ပေးပါမယ်အဲ့ဒီနေ့ကိုကျွန်တော်စောင့်နေပါတယ်ခင်ဗျာနော်ကျွန်တော်လာပြေရှင်းရမယ့်နေ့ကိုကျွန်တော်စောင့်နေပါတယ် နော်စောင်းလေးပါလေကျွန်တော်ချင်းကြိုက်တယ်ပြင်းဦးလည်းချင်းတကားမှမကြိုက်ဘူးချင်းကြိုက်လို့နော်အဲ့တော့ကျွန်တော်စိတ်ပူနေတယ်စိုးရိမ်နေတယ်ဒီနေ့တနေ့ကုန်အဲ့မိုးမိုးခံရကျွန်တော်တရားဆွေးလိုက်တဲ့ပြဿနာဘာမှမဖြစ်ဘူးတနေ့ကုန်ဖုံးဆက်ပြီးတော့ဖြေရှင်းနေရတဲ့ပြဿနာအခက်နေတာကိုတော်ဘုန်းကြီးအခုတရားဆွဲတဲ့ပါညာပေါ်ကြသောအော်အဲ့တရားဆွဲတာအဲ့လိုမဟုတ်ဘူးဆောက်ဆက်ဆောက်ကကြီးဆိုတာကတော့တို့ကဆွဲခွင့်ပေးလိုက်တဲ့နေမယ်ဆွဲခွင့်ပေးလိုက်တော့ ဘာပဲပဲပေါ့ဗျာသူတို့လည်းတချိန်တုန်းကတက်မလို့ချစ်ပါတယ်တက်မလို့ထောက်ခံပါတယ်ပေါ့အဲသူတို့ကသူတို့ဘလို့အကြောင်းမျိုးနဲ့ပေါ့အဲဖွင့်မယ်ဖွင့်မယ်အလိုက်မယ်အတော့မဖြစ်မနေဆွဲပေးရမယ်သူတို့ကမဆွဲပေးဘူးဆိုရင်လေအဲ့ဒီရေကိုပြဿနာရှာအောင်ပါအမှုမဖွင့်ပေးဘူးဟာကျွန်တော်တို့ကဖွင့်ပေးဘူးမရဘူးဆိုရင်လေသူတို့အဲ့ဒီရေကိုပြဿနာရှာမှာအဲ့ဒီစကံကိုသူတို့ပြဿနာရှာမယ်အဲ့တော့ဟိုကလည်းဒီဘက်ကဇော်ပုံးကြီးဖြစ်နေတယ်အဲ့ဒီဘက်ကလည်းအမှုဖွင့်ခိုင်းတော့ဘာလို့ တရားမစွဲပေးအောင်အမှုမဝင်ပေးအောင်လို့ပြောရင်လေအဲ့ဒီရဲကရှင်းအောင်အဲ့ရဲအတွက်လည်းကျွန်တော်ကိုချင်းစားတယ်ကျွန်တော်နားလေအဲ့တော့ဖွင့်ပေးလိုက်မှရဲကလည်းမထူးတော့ဘူးလေဒီဘက်ကလည်းသူတို့ပြောတော့သူတို့ကသူတို့ဟိုဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ပေါ့နော်ရှင်းအကူစော်ပွင့်ရေးဆိုတဲ့လူကလည်းသူကလည်းတိုင်းပြည်တွေအမှန်ကန်လုပ်နေတဲ့ကောင်ပဲရှင်းစမ်းกว่าဆိုပြီးတော့သူကထည့်ပေးလိုက်တာအဲ့အမှုကအဲ့တိုင်းလုပ်ပေးလိုက်တာသူကအာ ဲ့ဒီရဲတဲ့သွားအပြစ်ပြောလို့မရဘူးပြည်တဲ့ဗျာပြည်တဲ့ရောင်ပြည်တဲ့ဝင်ကြီးချုပ်ကြီးရှိတယ်ဗျာပြည်တဲ့မှာအခုရဲချုပ်ကြီးရှိတယ်ဗျာဘသူမှလောက်မညံ့ဘူးဟုတ်လားမဖွင့်ပေးဘူးဆိုရင်ဒီကောင်တွေကပြောတော့မယ်အာဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ဖွင့်ပေးလိုက်ရင်ကိုတော်ဘုန်းကြီးကများဗာများပြောမလဲကိုတော်ဘုန်းကြီးကဘာမှမပြောဘူးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာနော်ကိုယ်စော်ဘုန်းကြီးကို အမှုဖွင့်ပေးလိုက်တဲ့အတွက်ကိုဇော်ဘွန်းရင်ကတိုင်းပြည်မှာနာမည်တော်ပိုကြီးသွားအောင်ပါကိုဇော်ဘွန်းရဒီအမှုကိုဘလို့ရင်ဆိုင်မလဲဆိုတာကနော်အမှအားလုံးတွေ့ကြရမှာပေါ့ဟုတ်တယ်မလားအဲ့တော့ဟိုရဲဆိုတာကလည်းတကယ်တမ်းကျတနာဖို့ကောင်းတယ်ရဲရလည်းတကယ်တကယ်တနာဖို့ကောင်းတယ်သူကလည်းမဖွင့်ပေးရင်လည်းပါဟိုလူပိုင်တယ်လို့ဒီလူပိုင်တယ်လို့လည်းဖျားပေးအောင်ပါဖွင့်ပေးရင်လည်းကိုဇော်ဘွန်းရမြန်ငါတို့ပါအားမလို့ပါဘူး ကျွန်တော်ကမမှုခံကိုဆဲထားတဲ့ဆဲထားတဲ့ပေါ့နော်ဖြန်ရှိတယ်ဆိုရင်ကျွန်တော်ယူယူလုံးဝမဖြတ်ဘူးတကုတ်ပဲရှိတယ်ကျွန်တော်အောက်မှာလာမှန်းလို့အကိုမမှုခံတရားဆိုတော့မှဘယ်သူလာမှန်းလဲမသိဘူးမမှုခံဘဲဖားတယ်မှလဲလို့ငါလည်းမသိဘူးဟုတ်တယ်လေကျွန်တော်တရားဆိုမှအဲ့လိုဆိုရင်ကျွန်တော်ကအဲ့လိုပြောတာလေးတခုတရား66ကာကြီးမြောက်တယ်ဆိုရင်အဘကကြိုကြီးဦးမင်းအွန်လိုင်းတို့နတ်သက်ကဝန်ကြီးချုပ်တို့ အစိုးရအဖွဲ့ဝင်တည့်ရလုံးကိုဆဲနေတဲ့လူတွေကိုကြတော့ခမားတို့ကဘယ်သူမှတရားမစွဲဘူးရောအခုအဘကကျော်ကြီးဦးမင်းအောင်လိုင်းတို့66ကကြီးစုတော်ဟိုမှာအပိုက်တက်ကနေ၄ရှိတယ်၄မှာရှိတယ်အဘကကျော်ကြီးဦးမင်းအောင်လိုင်းကိုဆဲတာကိုလည်းဘယ်သူမှတရားမစွဲဘူးဆဲဆဲနဲ့ဆဲနဲ့မှာညီပိန်းနေညီကြောင်နေလည်းပိန်းလုံးနေရှိတယ်မြန်မာပြည်မှာမြန်မာပြည်မှာနော်ဟိုတရားဆွဲတဲ့လူတိအောင်ပြောတာပါအဘကရိုကြီးဦးမင်းအောင်လိုင်းတို့နော်အာပါတီပါတီပါတီအကုန်လုံးတရားဆွဲရရှိတယ် ။နော်ဒီမှာဒီမှာပါတီတွေပြည်ဦးလွှဲမှာအာကော်ဖီဂျန်နေသူတို့ပါတီအနိုင်ရရင်လုတ်ပေးပါမယ်လို့ဘာလို့လဲမဲဆွဲတာလေ။ရှိတယ်ရှိတယ်အဲ့လိုလူတွေနော်လုံစားတွေစားဖားတွေနော်အဲ့တော့ကျတော့ကျွန်တော်ကိုဇွဲမယ်စားဗျာ။အဘကကြိုကြီးဦးမေအွန်လိုင်းကိုဆဲတဲ့လူတွေမြန်မာပြည်ထဲမှာအများကြီးရှိတာခမရတို့မသိဘူးလား။ဘာလို့မဆွဲကြတာလဲ။ ကျွန်တော်ဘာလို့တရားဆွဲ